အဲ့ဒီကံဒီမှာအကျိုးပေးနိုင်တဲ့တတ္တိရှိတယ်အဲ့ဒီအကျိုးပေးနိုင်တဲ့တတ္တိကိုသူတို့ကချုပ်သွားပြီမလို့အဲ့ဒီတတ္တိကိုကျတော့ခန္ဓာကိုယ်ရဲ့အစင်မှာထားခဲ့တယ်အဲ့ဒီအကျိုးပေးနိုင်တဲ့ potential ကအစင်သိမ့်လာတဲ့တစ်ချိန်မှာထပြီးတော့အကျိုးပေးတယ်တချို့အယူဝါဒတွေမှာကံနဲ့ကံရဲ့အကျိုးဆိုတာအတူတူပဲကွာကံရဲ့အကျိုးဆိုတာကံမှာပဲမထူကံနဲ့ပါနေတာပါပဲဒါမှမဟုတ်ကံအခိုက်တန်တော့အဲ့ဒီအကျိုးကမထင်ရှားဘူးကွာအကျိုးဖြစ်သွားမှထင်ရှားတော့သူ့အကျိုးခေါ်တာပါဆိုပြီးတော့ဒီလိုယူဆတဲ့ ဝါဒတွေရှိတယ်ဒါအိန္ဒိယမှာရှေးကယူဆတဲ့ဝါဒတွေရှိတယ်အဲကံနဲ့ကံရဲ့အကျိုးဆိုအတူတူပါပဲပေါ့ဒီလိုယူဆတဲ့ဝါဒတွေရှိဗုဒ္ဓဘာသာကဒါကိုလက်မခံဘူးဗုဒ္ဓဘာသာကကံဟာကံပဲကံဟာကံရဲ့အကျိုးမဟုတ်ကံရဲ့အကျိုးကကံရဲ့အကျိုးကံမဟုတ်ကံနဲ့ကံရဲ့ကံရဲ့အကျိုးကတီးကြတူပါကံကတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးတော့ကံအကျိုးဖြစ်သွားတာမဟုတ်ဘူးကံကပဲတဖြည်းဖြည်းနဲ့ရင့်ကျက်ပြီးတော့ခါတဲ့အကျိုးဖြစ်သူရောက်သွားတာအကျိုးဖြစ်သူရောက်တယ်လို့ထင်ရှားလာတဲ့ခါမှာဒါကိုအကျိုးလို့ခေါ်လိုက်တာမထင်ရှားသေးခင်ကတော့ ံလို့ခေါ်လိုက်တာပဲဆိုပြီးတော့သူတို့ကကံနဲ့ကံရဲ့အကျိုးကိုတခုတည်းလို့ယူဆတယ်ဟောလာရှိဥစ္စနဘုဒ္ဓဘာသာကဒီလိုမဟုတ်ဘူးကံဟာကံကံရဲ့အကျိုးဟာကံရဲ့အကျိုးကံကဒီမှာဖြစ်ပြီးဖြစ်လို့ချုပ်သွားပြီချုပ်သွားပြီးတဲ့နောက်မှာတူပိနှံတဲ့တတ္တိကအချိန်တန်လို့အကျိုးပေးတဲ့ခါမှာဖွာကနေဆိုပြီးတော့အကျိုးတရားဖြစ်တယ်ကံဒီကံရဲ့အကျိုးမဟုတ်ကံရဲ့အကျိုးဒီကံမဟုတ်သို့တော့သူတို့မှာကံကံရဲ့အကျိုးဖြစ်ရင်ဆက်သွယ်မှုရှိတယ်ဒီလိုထက်တယ်မှုမရှိဘူးဆိုရင်ဘယံပါတာဖြစ်မှာကို ကိုကံကသူ့သွားအကျိုးပေးမယ်သူ့ကံကိုလာအကျိုးပေးမယ်စသည်ဖြင့်ဖြစ်ပေဘူးလားကုသိုလ်ကံကမကောင်းကျိုးတွေပေးကုန်မယ်အကုသိုလ်ကံကောင်းကျိုးတွေပေးကုန်မယ်ဒီလိုဖြစ်မေကုန်မယ်ဘူးလားကံနဲ့ကံရဲ့အကျိုးကတခြားစီတစ်ခုစီပြီးချလို့ပြောရပေမယ်လို့သူတို့မှာဆက်သွယ်ရတော့ရှိတယ်ဒီဒီကံကြောင့်ဒီအကျိုးဖြစ်တာအကြောင်းအကျိုးဖြစ်ရင်ဆက်သွယ်မှုရှိတယ်အဲ့ဒီလိုရှိတဲ့အတွက်ကြောင့်မို့ကောင်းတဲ့ကံကကောင်းတဲ့အကျိုးပေးတယ်မကောင်းတဲ့ကံမကောင်းတဲ့အကျိုးပေးတယ်ဒီပုဂ္ဂိုလ်ကံကဒီပုဂ္ဂိုလ်အကျိုးပေးတယ်ဟိုပုဂ္ဂိုလ်ကံဟိုပုဂ္ဂိုလ်အကျိုးပေးတယ် ဲ့ဒီဟာလေးလည်းနားလည်ထားတို့ဗုဒ္ဓဘာသာမှာကံဆိုတာဟာအကြောင်းကိုသာခေါ်တယ်အကျိုးကိုခေါ်တာမဟုတ်ဘူးဆောင်းမြင်မြတ်မှတ်ထားအခုခေတ်မှာလူတွေကစာရေးတဲ့ခါကျတော့အဲ့လိုကံဆိုတာကိုအကြောင်းအကျိုးရောရောရောရေးနေကြတယ်နော်အင်္ဂလိပ်လူရေးတဲ့စာအုပ်တွေမှာတွေ့ရတယ်အအကျိုးကိုလည်းကံခေါ်တာပဲအကြောင်းကိုလည်းကံခေါ်တာပဲစသဖြင့်မဟုတ်ဘူးတိတိကျကျပြောကြဆိုဆိုရင်ဗုဒ္ဓဘာသာမှာဒီနှစ်ခုဟာတိကျကွဲကွဲပြားလျက်ရှိဟုတ်လားကံလေကံဒီကံအကျိုးမဟုတ်ကံအကျိုးဒီကံမဟုတ် ့အကြောင်းကျိုးဖြစ်ဖြစ်တို့မှာ set up ဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ကံဆိုရင်အကြောင်းကိုသာကံလို့ကံရဲ့အကျိုးကိုကံရဲ့အကျိုးလို့သာခေါ်တာကံဆိုတဲ့နာမည်နဲ့ဘုဒ္ဓဘာသာစာပေမှာမခေါ်ဘူးဒီဟာလေးကိုတော့နားလည်ထားရအောင်